ခုသင်းကာလာတွေအများကြီးထဲမှာမှာ ကျွန်တော်က cherry blossom လေးကိုရွေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အမျိုးသမီးက cherry လေးဖြစ်နေတယ်။ cherry ban လို့ပြောတာပဲ။ to not to get down ။ပြီးခဲ့တဲ့2018တော့ကကျွန်တော်ကလေဘင်းမှာကြီးပေါင်းဝေဒနာကိုဆူရွားစွာခံစားနေရတဲ့အတွက် my experience တခုကိုကျွန်တော် sharing ပြန်လုပ်ပေးပါမယ်။ ဲ့တော့ MRI ကိုလုပ်ဖူးတဲ့လူတိုင်းပေါ့ patient တယောက်စီတိုင်းကအင်မတန်ကိုစိတ်ညစ်စရာကောင်းတဲ့ experience တွေကိုအများကြီးကြုံတွေ့ရလိမ့်ရှိပါတယ်။ဒီဆက်ကြီးဟာကျွန်တော်နောက်မှရှိနေတဲ့ဆက်ကြီးတွေကိုဝင်လိုက်ပြီဆိုတာနဲ့အိမ်မှာအရန်ကိုစူညံတဲ့အတန်အကြာရတယ်။လူဟာလုံးဝတုတ်တုတ်အဲ့လိုလှုပ်လို့မရဘူးပေါ့နော်။ပြီးွားလို့ရှိရင်အဆိုးဝါးသောတော့ဘာလဲဆိုတော့ကျွန်တော်တို့အဲ့ထဲကိုမဝင်ခင်တဲ့ဟိုကဒီလူရဲ့စိတ်ဖိစီးမှုပေါ့အရန်ကို စိတ်ညစ်စရာကောင်းတဲ့ဒီ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  environment တခုတည်းကိုရောက်တော့မယ်ပြီးတော့အဲ့နေရာချင်းချင်းလေးကိုကြောက်တဲ့ဒီ phobia ရှိတဲ့လူတွေတော့ဆိုအဆိုးဆုံးပဲဒီ experience အားလုံးကို MI ရိုက်ဖူးတဲ့သူတိုင်းအကောင်းဆုံးသိပါတယ်ဒီကျွန်တော်နောက်မှာရှိတဲ့ဒီ set အမိုက်စားကြီးကတော့ဗာလဲဆိုတာ Philips Engineer Elysian S3 Tesla MI စက်ကြီးပဲဖြစ်ပါတယ်ဒီစက်ကြီးကပင်လုံးမှာဒါနောက်ဆုံးရောက်ထားတဲ့တကယ် latest နဲ့အရမ်းမိုက်တဲ့ MI စက်ကြီးဖြစ်ပါတယ် ဲ့တော့ကျွန်တော်အစိုးရပြောခဲ့တယ်ဒီ MRI ရိုက်တဲ့ patient တိုင်းစိတ်ညစ်စရာကောင်းတဲ့အချက်တွေကိုဒီဆက်ကြီးက Philips Ambient Experience System နဲ့ဘယ်လိုတွေတော့ overcome ဖြစ်အောင်လုပ်ထားပေးမလဲဆိုတော့ကျွန်တော်တို့ slide ကြည့်လိုက်အောင်ကောင်တာမှာကျွန်တော် registration လုပ်ပါတယ်ပြီးတော့တာဝန်ကျ imaging technologist မှာကျွန်တော်က MI safety checklist တွေကိုတေချာရှင်းပြဆွေးနွေးပါတယ် ပြီးရနဲ့ကျွန်တော်ချင်းချင်းရုံးမှာကျွန်တော်အဝတ်စားလေးရင်ကျွန်တော်ရဲ့မျက်မှန်၊နာရီ၊လက်စွပ်ဆွဲယူနဲ့အခြားမယ်တော်ပစ္စည်းများအားလုံးကိုချပေးခဲ့ရပါတယ်။ဒီကအကြောင်းရင်းကဒီ MI ဆက်ကြီးဟာတန်လိုက်တဲ့အရန်ပြင်းတဲ့အတွက်ကျွန်တော်တို့တန်နဲ့ပတ်သက်တော့တတ်သူပစ္စည်းများအားလုံးဘာမှယူဆောင်သွားလို့မရလို့ပါ။အထဲဝင်ညာနီမှာလည်းအခုလိုမယ်တော်ဒီတက်တာနဲ့နောက်ဆုံးကျွန်တော်ခန္ဓာကိုယ်ပေါ်မှာမယ်တော်ရှိမရှိနောက်ဆုံးတစ်ချိန်စစ်ဆေးပြီးမှအထည့်ပေးဝင်ပါတယ်။အရန်မိုက်တဲ့ function ကအခုမှစမှာပေါ့နော်။ ဲ့တော့အခုဒီထဲမှာမြင်နေရတဲ့ဒီပုံလေးတွေကဥမာကျွန်တော်တို့ theme လေးတွေပေါ့နော်ဥမာကျွန်တော်ဖုန်းရဲ့ theme တွေ change လုပ်တယ်လို့ပဲဒီမှာမိမိကြိုက်နေတဲ့အ theme လေးတစ်ခုကိုကျွန်တော်တို့ရွေးချယ်လို့ရပါတယ်ဒီ MI theme တွေရဲ့လှုပ်ဆောင်ပုံကတော့အဓိကကျွန်တော်တို့ပုံမှန်ဆိုရင်ဒီ MI အခန်းကြီးအကုန်လုံးဟာစင်းုံစင်းကန် lighting နဲ့စင်းုံစင်းကန်အငွေ့သက်ကိုပဲအပြည့်ရနေတဲ့နေရာကနေပြီးတော့အခု theme လေးတစ်ခုခုကိုရွေးချယ်ပြီးလုပ်လိုက်မယ်ဆိုရင် သူ့ရဲ့အခန်းရဲ့ lighting နဲ့ theme color အလိုက်အားလုံးကပြောင်းလဲသွားပါတယ်။အခု theme color ကြီးအများကြီးထဲမှာမှကျွန်တော်က cherry blossom လေးကိုယူလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အမျိုးသမီးက cherry လေးဖြစ်နေလို့။အခုကကျွန်တော်ဒီ MI set ထဲဝင်လို့ရှိရင်ဒီ set ရဲ့အတန်းကို noise cancellation ဖြစ်အောင်ဆိုပြီးတော့ကျွန်တော် headphone အကြီးလာတတ်ထားပေးတာပါပြီးတော့အခုဟာတော့ကျွန်တော်ခေါင်းငိန်အောင်ဆိုပြီးတော့သူအပေါ်ကနေပြီးတော့အဲဒီရာဝတ္ထုတခုသူတက်လိုက်တယ်အဲ့တက်လိုက်တဲ့နေရာမှာသူအောင်မှန်လေးတစ်ချက်ပါတယ်ဗျအဲ့ဒီမှန်တော်တော်လေးကျွန်တော်ပထမ MI ရိုက်တဲ့အထွေကြောင့်လည်းလုံးဝမတူတဲ့ဟိုနောက်အသစ်တခုပေါ့နော် experience တခုပေါ့သူကဘာလဲဆိုတော့အဲ့ဒီမှန်နေပြီးတော့ကျွန်တော်တို့ဒီ ကတင်းခေါင်းရင်းမှာရှိတဲ့ projector ကိုကျွန်တော်ကမှန်းနေပြီးတော့ reflection ပြန်မြင်နေရတဲ့အချက်လေးပါ MI set ကိုစပြီးတော့လုတော့မှဖြစ်တဲ့အတွက် cameraman နေရာအစလူတွေအားလုံးကဒီကျွန်တော်တို့ control room နေရာနေပဲစပြီးတော့ရိုက်လို့ရပါတယ်ဒါရင်မကဘူးအိတ်ထပ်ပုံမိုက်တဲ့ဟာရှိသေးတယ်။ तू က YouTube တို့မဟုတ် Netflix ပါရွေးပြီးတော့ကြည့်လို့ရတဲ့အတွက်လုံးဝဒီ patient ကအာယုံလွဲပြီးတော့တကယ်ကို စိတ်ဖိစီးမှုရောကြစေတဲ့အချက်ပဲခုကတော့ဒါကျွန်တော်ရဲ့လေပင် MI ပုံတွေပဲဖြစ်ပါတယ်ပြီးတော့ DMI ဆက်က AI နီးပညာနဲ့ image တွေကို reconstruct လုပ်ပြရဖြစ်တဲ့အတွက်ခါတိုင်း MI ဆက်တွေအထက်ကို scan တိုင်းကပုံပုံမြန်ဆန်စေပါတယ်ကဲဒါကတော့ကျွန်တော်ရဲ့ MI walk through experience တစ်ခုဖြစ်ပါတယ် ဲ့တော့အခုဒါအားလုံးကြည့်နေကြတဲ့အတိုင်းပဲဘလောက်တောင်ဒီ MRI ရဲ့ technology ကမြင့်မားပြီးတော့ကျွန်တော်တို့အစိုးရစိတ်ဖိစီးမှုတွေအမြဲ MRI ရိုက်သမားရေဆိုတာကောင်းကောင်းသိပါရဲ့ဒါဘလောက်တောင်ဒါလုံးဝပော့ပါပြီးတော့လုံးဝမရှိတဲ့လောက်ကိုဖြစ်သွားတာပေါ့နော်အဲ့တော့ဒီမြောက်တကုံမှာရှိတဲ့ပင်လုံးစင်းရောကလည်းကျွန်တော်မှမဟုတ်ဘူးကျွန်တော်အမျိုးသမီးမြတ်ကော နောက်ပြီးကျွန်တော်ကလေးတွေအားလုံးဘာကိစ္စဖြစ်ဖြစ်ဘာပဲဖြတ်ဖြတ်ဒီလိုပဲကျွန်တော်အရင်ဆုံးပြေးလာတာပေါ့နော်အဲဒီမှာကအဓိကက အရန်ခင်မီတဲ့ latest technology အနည်းပညာဆက်တွေရှိတယ်။နောက်ပြီးွားလို့ရှိရင်အရေးအကြီးဆုံးဖြစ်တဲ့ဝါရင့်ကျွမ်းကျင်ဆရာဝန်ဆရာမဝန်မကြီးတွေအားလုံးကလည်းဒီစီးရုံမှာအမြဲတမ်းရှိရတဲ့အတွက်ကျွန်တော်တို့ဒီစီးရုံကိုအမြဲတမ်းရွေးချယ်ရခြင်းဖြစ်ပါတယ်။အဲတော့ဒီပင်လုံစီးရုံကြီးရာဆိုရင်ဒါကျွန်တော်တို့မိသားစုတစုလုံးအတွက်အားထားရတဲ့တကယ်စီးရုံတစ်ခုဖြစ်ပါတယ်။ကျွန်တော်နောက်ပတ်ကြလို့ရှိရင်ဘာတွေနဲ့ဆက်ပြီးတော့သင်ပြမလဲဆိုတာစောင့်ကြည့်ရင်လည်းအားလုံးဒီနေ့ bye bye